တမလီနှင်းစီဂျာနယ်ထုတ်ဝေသူကိုဝေရန်ဟင်းတပ်ဖြတ်ခံမှုခြေနေနဲ့ပတ်သက်ပြီးတော့အမှုမဲ့ဖို့ထွက်အောင်စုံစမ်းစစ်ဆေးနေတယ်လို့ပဇွန်အောင်စခန်းမှုကပြောပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနုကပေးပို့ထားပါတယ်ဟုတ်ကဲ့ပါကျွန်မအခုရောက်ရှိနေတာကတော့ဒါပစွန်တော်မြို့နယ်ဘိုးထောင်ဈေးလန်းပေါ့နော်အမှတ်နဲ့ရက်ကွက်မှာရှိတဲ့ဒါကတော့တမ်မီနင်းစီရုံးခန်းကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီရုံးခန်းမှာဒါလွန်ခဲ့တဲ့ပေါ့နော်ဒီ16ရက်နေ့အတက်နေ့ကလူတက်မှုတစ်ခုဖြစ်ပွားခဲ့တာပါကျွန်တော်တို့ကအဲ့မှာအခင်းပြေတွေသွားတယ် အသက်တကံပစ္စည်းတွေတိမ့်နေအဲနောက်ပြီးတော့ကျွန်တော်တို့ကဟိုဒီ dead body ကိုကျွန်တော်တို့ရန်ကုန်စီအောင်ရင်ခွဲရုံပို့တယ်เนาะနောက်ပြီးတော့နောက်တစ်နေ့မှာကျွန်တော်တို့ကနေပြီးတော့အဲဒီအလောင်းရင်ခွဲစီတဲ့ချက်ကိုမုကင်းစီအောင်ကြီးနေလောက်ပါတယ်အဲနောက်ပြီးတော့ကျွန်တော်တို့အဲ့မှာသူတက်သေးတွေပါတွေစစ်စေးဆောင်းမထားတာဗောနော်အဲဒီအပိုင်းကြီးကျွန်တော်တို့ပြောလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်တွေကတော့စစ်စေးဆောင်းမနေစေအပိုင်းကြီးစုံစမ်းထောင်လန့်နေတဲ့အပိုင်းကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ပိုင်းချိန်ကျွန်တော်တို့ဟိုအချူးကြလို့ရှိရင်ကျွန်တော်တို့ပြန်လည်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် အတွင်းကကိုဝေရန်ဟင်းရဲ့အလုတ်တိုက်ခန်းအတွင်းကနေအေပြီလ16ရက်နေ့မှာအပုံနဲ့နေထွက်ပေါ်လာတာကြောင့်ဘေးပတ်ဝန်းကျင်ကစတင်တရီထားမိခဲ့တာဖြစ်ပါတယ်။နေ့ကအနမ်းထွက်တော့လေ။ဟိုဘာနိုင်မလဲမသိဘူးပေါ့နော်။ဟိုပုတ်စော်လဲမဟုတ်ဘာဘာလို့အနိုင်လဲမသိဘူး။အနမ်းထွက်တဲ့ဒီအင်းရပေါ့။အနမ်းထွက်တယ်ဆိုတော့အဲ့ဒါနဲ့ဟိုနေ့ငါနဲ့မယားညူကိုတော်တော့ဖုံးလန့်ဆက်လိုက်။ကိုမြေစောကသူ့အမေတွေပေါ့နော်။ ခမတို့အိမ်နဲ့ဘာအနိုင်မှလည်းမသိဘူးအဲ့တော့ခမတို့ဒါခဲ့ပါအောင်လို့ဖုန်းဆိုတော့အဖွားကြီးလာတယ်ဘွားကြီးနဲ့အဖိုးကြီးလင်မဲတော့လာအော်အဲ့ဒါနဲ့နောက်ကျမှတောင်းလို့ရဲရီလာရောက်တယ်ရဲရီလာခေါ်လိုက်တော့ခေါ်လိုက်တော့ရဲတို့ဘာလို့စီအိုင်းတို့အဆုံးပေါ့နော်မြို့နေအောင်တိုင်းအောင်ဆင်းလာပြီးတော့အမစစ်ချက်တွေယူနေကြတော့လူတတ်မှုဆိုပြောတယ်အဲ့တော့မှလည်းလူတတ်တယ်လို့ကိုယ်လည်းသိတယ် ေယံဟိန်းဟာသူ့ရဲ့အလုတ်တိုက်ခန်းအတွင်းမှာပဲဝမ်ပိုက်ထိုးသွင်းတန်ရာ15ကျက်နဲ့တည်ဆုံးနေကြတာဖြစ်ပြီးလက်တလောမှာတော့ရန်ကုန်စီးရုံကြီးမှာအလောင်းကိုရှင်ခွဲစစ်ဆေးနေပါတယ်။တမ်နီနှင်းစီကြားနဲ့ဆက်လက်ထုတ်ဝေပြေမဖြစ်ဆိုတာကတော့လက်တလောပြောလို့မရသေးဘူးလို့တည်ဆုံးသူရဲ့မိသားစုဝင်တွေကပြောပါတယ်။ကိုဝေယဟိန်းတည်ဆုံမှုနဲ့ပတ်သက်ပြီးပဇွန်တော်မျိုးမရဲစခန်းကရစသက်ကြီးဥပဒေပုံမှ300နှစ်လူတက်မှုနဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါဗျ။ကျမကတော့ခိုင်ပန်းသူပါ။